မင်္ဂလာပါခင်ဗျရန်ကုန်ကစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မိုးကုတ်မြို့တိုင်းတိုက်ပွဲအတွင်းကနေစွန်ခွာထွက်ပြေးလာတဲ့အကြံဖက်စစ်ကောင်စီတပ်ရဲ့အလဲဘိုင်းတိုင်းတူတိုင်းမူဘုံမှုချုပ်အောင်လင်းဆိုတဲ့သူကသူ့ကိုစစ်ကူလူအင်အားပြည့်ပြည့်စုံစုံမပေးတဲ့အတွက်အမိန်ကိုမနာခံဘဲထွက်ပြေးရတာဖြစ်တဲ့ဆိုပြီးစစ်ခုံရုံးမှာတပ်ဆူသွားတယ်ဆိုပါတယ်ရှမ်းမီနယ်တောင်ပိုင်းကစီဆိုင်မြို့မှာပါတိုက်ပွဲတွေကြော့ပြန်ပြင်းထန်လာပြီး မနေ့ကစီဆိုင်မြို့တိုက်ပွဲအတွင်းမှာပဲစစ်ကောင်စီဘက်က15ဦးကတော့အသီးသီးတဲ့ကုန်ကြတဲ့အပြင်စစ်သားတွေရဲ့မပါအလောင်းတွေနဲ့အတူလက်နက်ဆယ်လက်နဲ့ drone တစ်စင်းကိုပါတော်လိုင်းရဲတပ်တွေကတိုက်စီရရှိခဲ့တယ်ဆိုတဲ့သတင်းပါပဲနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့မန္တလေးတိုင်းကမိုးကုတ်မြို့သိမ်းတိုက်ပွဲအတွင်းကနေစွန့်ခွာထွက်ပြေးလာတဲ့အကြံဖက်စစ်ကောင်စီတပ်ရဲ့အလဲပိုင်းတိုင်းဒုတိုက်မှုဘုံမှုချုပ်အောင်လင်းဆိုတဲ့သူက သူ့ကိုစစ်ကူလူအင်အပြည့်ပြည့်စုံစုံမပေးတဲ့အတွက်အမိန်ကိုမနာခံမဲ့ထွက်ပြေးရတာဖြစ်တယ်ဆိုပြီးစစ်ခုံရုံးမှာထွက်ဆိုသွားတယ်လို့ CDM ဗိုလ်ကြီးဇင်ယောကပြောထားပါတယ်။မိုးကုံမျိုးကို DNA ဥဆောင်တဲ့မဟာမိတ်ပူပေါင်းတပ်တွေကအပိသက်သိမ်းပတ်လိုက်တဲ့အချိန်မိုးကုံမျိုးအတွက်စစ်ကူသွားဖို့လွတ်လိုက်တဲ့စစ်ကောင်စီတပ်ကအလဲပိုင်းတိုင်းဒူတိုင်းမှုဗိုလ်မှုချုပ်အောင်လွင်ဥဆောင်တဲ့စစ်ကူစစ်ကြောင်းဟာမိုးကုံကိုမသွားဘဲမန္တလေးကိုပြန်ပြေးသွားတယ်ဆိုပါတယ်။အဲ့ဒီအတွက်စစ်ကောင်စီတပ်ကအဲ့ဒီအလဲပိုင်းတိုင်းဒူတိုင်းမှုအောင်လွင်ဆိုတဲ့သူကို ဘာလို့ပြန်ပြေးလာတာလဲဆိုပြီးစစ်ခုံရုံးမှာစစ်ဆေးတဲ့အခါမှာတော့သူကလူအင်အားပြည့်ပြည့်စုံစုံမပေးလို့မန္တလေးကိုပြန်လာတာဖြစ်တယ်ဆိုပြီးမန္တလေးနန်းတွင်စစ်ခုံရုံးမှာထွက်ဆိုသွားတယ်လို့စီဒီအမ်ဘူကြီးဇေယောကရန်ကုန်ခေတ်တက်ကိုပြောထားပါတယ်အခုနောက်ပိုင်းအချက်ပစစ်ကောင်စီတပ်အတွင်းမှာပုံကံမှုတွေဖြစ်လာနိုင်တဲ့အနေအထားမျိုးရှိနေပြီစစ်တိုက်ဖို့ဒွားရတဲ့သူတွေကိုလည်းစစ်ကောင်စီအထက်ပိုင်းကအကြောင်းမျိုးမျိုးနဲ့ဖိအားတွေပေးတာမျိုးအရေးယူဖမ်းဆီးထောင်ချတာမျိုးတွေဖြစ်လာနေတဲ့အတွက်အထက်ပိုင်းစစ်ဘုတ်ချုပ်တွေရဲ့အနာဂတ်တွေကတော့ နောက်ကြည့်ထိမဲ့အနေထားမျိုးတွေနဲ့တက်တွင်းပုံကံမှုတွေဖြစ်လာမဲ့အခြေအနေတွေလဲမြင်နေရတယ်လို့စီရန်ဘူကြီးဇေယောကသုံးသပ်ထားပါတယ်ခင်ဗျာတဖက်မှာတော့ရှမ်းပြည်နယ်တောင်ပိုင်းကစီဆိုင်မြို့မှာပါတိုက်ပွဲတွေတကြောပြန်ပြင်းထန်လာပြီမနေ့ကစီဆိုင်မြို့တိုက်ပွဲအတွင်းမှာပဲစေကောင်စီဘက်က15ဦးကတော့အသီးသီးသေကုန်ကြတဲ့အပြင်စစ်သားတွေရဲ့မတာအလောင်းတွေနဲ့အတူလက်နက်10လက်နဲ့ drone တစ်စင်းကိုပါတော်လိုင်းကြီးတပ်တွေကတင်စီရရှိခဲ့တယ်လို့ပို့မျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ကပြောပါတယ် လရှိမြို့ကိုညီနောင်မမိတ်၃ဘွဲ့နဲ့ပူပေါင်းတပ်တွေကသိမ့်ပိုက်ပြီးတဲ့နောက်မှာပဲရှမ်းပြည်နယ်တောင်ပိုင်းကစီဆိုင်မြို့မှာဘာတိုက်ပွဲတွေတကြော့ပြန်ပြင်းထန်လာပြီးအကြမ်းဖက်စစ်ကောင်စီတပ်နဲ့စစ်တပ်လက်ခံ PNO ပြည်သူစစ်တပ်တွေက PNL ရှိရနေရာတွေကိုလက်နက်ကြီးတွေလေရင်တွေနဲ့တိုက်ခိုက်လာခဲ့ပြီးတဲ့နောက်မှာပဲအခုလ၆နှစ်ဖြစ်တဲ့မနေ့ကပဲစီဆိုင်မြို့မှာ PNL မဟာမိတ်ပူပေါင်းတပ်တွေနဲ့အကြမ်းဖက်စစ်တပ်ကြားတိုက်ပွဲပြင်းထန်ခဲ့တယ်ဆိုပါလေအဲ့ဒီတိုက်ပွဲအတွင်းမှာတဲ့ အကြံဖတ်စစ်ကောင်စီဘက်က15ဦးကတော့အသီးသီးသေကုန်ကြပြီအဲ့ဒီစစ်သားတွေရဲ့မပါအောင်15လောင်းကိုပါရရှိထားတဲ့အပြင်တနက်10လက်နဲ့ drone တစ်စင်းကိုလည်းတော်လိုင်းကြီးတပ်တွေကတင်းစီရရှိခဲ့တယ်လို့ပို့မျိုးသားလွတ်မြောက်ရေးတပ်မတော် PNL ကပြောထားပါလေအဲ့ဒီတိုက်ပွဲတွင်အတုံယုံသေကုန်ကြတယ်စစ်ကောင်စီတပ်သားတွေရဲ့မပါလောင်းပုံအပြည့်အစုံကိုတော့ရန်ကုန်ခစ်တရဲ့ Telegram မှာတွားရောက်ကြည့်ရှုနေပါလိမ့်ခင်ဗျာတပတ်မှာတော့အကြံဖတ်စစ်ကောင်စီတပ်နဲ့အာရခတပ်တော် AA တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့ရခိုင်ပြည်နယ်မောင်တော်မှာလက်နက်ကြီးနဲ့ဘုံးသီးတွေကြောက်ရွံ့ပောက်ကွဲမှုတွေကြောင့်မွတ်စလင်ဒါဇင်နဲ့ချီတေဆုံးသွားရတယ်လို့အသက်ရှင်လာသူမွတ်စလင်တဦးကပြောထားပါတယ်။အခုလ9ရက်နေ့ညနေပိုင်းမှာပဲတိုက်ပွဲတွေပြင်းထန်နေတဲ့မောင်တော်မြို့နယ်မှာဘင်္ဂလားဒေ့ရှ်ဘက်အချမ်းစစ်ဘေးရှောင်မိုးစောင့်နေတဲ့မွတ်စလင်တွေကြားလက်နက်ကြီးကြီးတွေဘုံးသီးတွေကြောက်ရွံ့ပောက်ကွဲခဲ့ပြီးမွတ်စလင်ဒါဇင်နဲ့ချီတေဆုံးခဲ့ရတယ်ဆိုပါတယ်။အဲ့ဒီလိုတေဆုံးသွားတဲ့သူတွေထဲမှာမွေးကင်းစာကလင်းငယ်တွေလည်းပါဝင်နေပြီးအမျိုးသမီးတွေတက်ကြီးရွယ်အိုတွေနဲ့ စုစုပေါင်းဒါဇင်နဲ့ချီသေးဆုံးသွားပြီးအရေအတွက်အတိအကျကိုမသိရသေးဘူးလို့အသက်ရှင်လာသူမွတ်စလင်တဦးကပြောထားပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးအကျန်းဖတ်စစ်ကောင်စီကတော့ဖြစ်ဖြစ်ချင်းနေ့ဩဂုတ်လ9ရက်နေ့မှာပဲဒါဟာအာရခတတော် AA ရဲ့လက်နက်ကြီးကြောင့်ဖြစ်ရတာဆိုပြီးစစ်ကောင်စီလက်အောက်ခံနိုင်ငံပိုင်မီဒီယာဆိုတာကနေတဆင့်ဆွတ်ဆွဲပြောဆိုသွားတယ်လို့အာရခတတော် AA ကတော့ဒီကနေ့ဩဂုတ်9ရက်နေ့အထိတရားဝင်ထုတ်ပြန်တာမျိုးမရှိသေးပါဘူးခင်ဗျဒီတစ်ခါဆက်ချင်တာကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့တရုတ်နိုင်ငံသားတွေအနေနဲ့အမြန်ဆုံးပြောင်းရွှေ့ထွက်ခွာကြဖို့မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံကနေဩဂလ6ရက်နေ့ရက်စွဲနဲ့သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။လက်ရှိမှာလာရှိုးနယ်ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းလုံခြုံရေးအခြေအနေတင်းမာနေတဲ့အတွက်ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိနေတဲ့တရုတ်နိုင်ငံသားတွေအနေနဲ့ဖြစ်နိုင်ရင်တရုတ်နိုင်ငံကိုအမြန်ဆုံးပြန်လည်ထွက်ခွာကြဖို့တရုတ်တန်ယုံကနေသတိပေးထားပါတယ်။တကယ်လို့မထွက်ခွာဘဲရှိနေသေးတဲ့တရုတ်နိုင်ငံသားတွေအနေနဲ့လည်းအရေးပေါ်အခြေအနေကြုံလာရင် မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံနဲ့မန္တလေးမြို့ကတရုတ်ကောင်စစ်ဝင်ယုံကိုဆက်သွယ်အကူအညီတောင်းခံနိုင်တယ်လို့လဲတရုတ်တန်ယုံကနေကြေညာချက်ထုတ်ပြန်ထားပါတယ်လက်တလုံးမှာတော့မြန်မာချမ်းဖက်စစ်ကောင်စီနဲ့စစ်တပ်လိုလာသူတွေဟာရှမ်းပြည်နယ်မြောက်ပိုင်းကတိုက်ပွဲတွေမှာတရုတ်နိုင်ငံကနောက်ွယ်ကနေပါဝင်နေတယ်ဆိုပြီးတရုတ်နိုင်ငံကိုဥတီတဲ့တိုက်ခိုက်မှုတွေဆန္ဒပြမှုတွေကိုတောက်လျှောက်ဆိုသလိုလှုပ်ဆောင်လာနေတယ်လို့လည်းသိရပါတယ်ခင်ဗျအခုတခါ CY သတင်းပတ်မှာတော့ ပြည်တွင်းစီးပွားရေးဈေးကွက်မှာအမေရိကန်ဒေါ်လာကိုမြန်မာငွေကျပ်9500ကျော်တဲ့အထိဈေးနှုန်းမြင့်တက်သွားပြီးမြန်မာကျပ်ငွေတန်ဖိုးတွေဆက်လက်ထိုးကျနေတယ်လို့ရွှေဈေးနှုန်းကလည်းအခောက်ရွှေတစ်ကျပ်သားကိုငွေကျပ်68သိန်း9000အထိဈေးနှုန်းမြင့်တက်သွားပြီလို့ရွှေကုန်တဲ့နိုင်ငံခြားငွေလဲတိုင်တူကရန်ကုန်ခေတ်တိကိုပြောပါတယ်လက်ရှိပြည်တွင်းမှာအမေရိကန်ဒေါ်လာဈေးနှုန်းဟာဒေါ်လာကိုငွေကျပ်9500ကျော်သွားတဲ့အထိစံချိန်တင်မြင့်တက်လာတယ်လို့မြန်မာချင်းဆိုင်ဝယ်မယ်ဆိုရင်ဒေါ်လာကို9600ကျပ်အထိဈေးပေးရပြီး တစ်ဖက်က ထိုင်းဘတ်ငွေစင်ဘူဒေါ်လာမလေးရှားရင်းဂစ်စတဲ့နိုင်ငံခြားငွေကြေးတွေနဲ့တဟုန်တို့မြင့်တက်နေပြီမြန်မာကျပ်ငွေတန်ဖိုးကတော့အစမတန်ကျဆင်းနေတယ်လို့ရန်ကုန်မြို့နေနိုင်ငံခြားငွေလဲတိုင်တူကပြောထားပါတယ်တစ်ဖက်ကရွှေစင်းနှုန်းဟာဆိုရင်လဲအခောက်ရွှေတစ်ကျပ်ကိုငွေကျပ်68သိန်း9000တိဈေးနှုန်းမြင့်တက်သွားပြီလက်ရှိတိုင်းပြည်ရဲ့စီးပွားရေးကျဆင်းမှုတွေနဲ့ငွေကြေးဖောင်းပွားမှုတွေကြောင့်ရွှေဒေါ်လာဈေးတွေဟာဆက်လက်မြင့်တက်နေမယ့်အခြေအနေမှာရှိနေတယ်လို့လဲရွှေကုန်သည်တွေကပြောထားကြပါလိမ့်ခင်ဗျ ဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ